ားလုံးပဲမင်္ဂလာပါဘလော့ပိုင်း Joy One Channel နဲ့ညီကြိုဆိုလိုက်ပါတယ်။နှွေရောက်ပြီဆိုတော့နေ့လေကင်းဆိုရင်စားစရာချိုချိုအီအီလေးမှပဲစားလို့ဝင်ပါတော့တယ်။ဒါကြောင့်နေ့လေစားတရေစားအဖြစ်ပုံစိမ့်ကြောက်ကြောလေးလှူစားပြပါတယ်ခင်ဗျာ။ကြောက်ကြောကြိုက်သူတွေအတွက်လုံနီးလေးကိုတော့ဗီဒီယိုလေးမှာမျှဝေပေးထားတာမို့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပြကြပါအောင်ခင်ဗျာ။ ုံစိမ့်ကြောက်ကြော်ကိုနှစ်လွာလုံးมาဖြစ်ပါတယ်တက်လွာကအုံနှုတ်နဲ့ဖြစ်ပြီးတော့နောက်တက်လွာဆွမွှင်းနေပါအဲဒါကြောင့်မလို့ပအဝင်ပစ္စည်းတွေဟာကြောက်ကြော်တကြအုံရီအုံနှုတ်ဘူးဆွမွှင်းရွက်နဲ့အုံသီးဘက်ကလေးတွေရဖို့အတွက်အုံသီးဇွန်းချစ်လောက်ရတဲ့အုံသီးနှလုံးကိုသုံးပြပါမယ်ဆွမွှင်းရွက်ကတော့ရန်ကုန်မှာဆိုရင်စီတီမက်တွေမှာအလွယ်တကူဝယ်လို့ရပါတယ်ပထမဆုံးအောက်ခံအုံနှုတ်လွာအတွက်ပြင်ဆင်ပါမယ် တကြာစပွဲတင်စွန်း၈စွန်းချိန်ပါမယ်။ဂရမ်နဲ့ဆိုရင်160ဂရမ်ရှိပါလေ။ကြောက်ကြောမှုန်းကတော့72ဂရမ်သုံးပါမယ်။တစ်ဖက်ဤစွန်းနဲ့ဆို၄စွန်းပါ။တယ်လီဖုန်းအားကားအဆင်ပြေတဲ့တစိုက်ကိုအသုံးပြုနိုင်ပါတယ်။ကြောက်ကြောကြိုဖို့အတွက်ကပထမဦးဆုံးရေ600မီလီကိုကြောက်ကြောမှုန်းကိုထည့်ပြီးတော့ဖြောပါမယ်။ပြောသွားဤဆိုရင်တော့တကြာထည့်ပါမယ်။တကြာအချို့အရတာပို၄စီပို့အတွက်စားနေငယ်ထည့်ပါမယ်။ ြီးရင်တော့တကြားကြီးကြီးတဲ့ဟူပျော်သွားအောင်လို့ဖြော်လိုက်ပါမယ်။ပြီးရင်တော့မီးဖို့ပေါ်တင်ပြီးတော့ကြိုပါမယ်။ကြောက်ကြောမှုန့်ပါတဲ့အတွက်ကြိုတဲ့အခါမှာမှွေပေးနေဖို့တော့လိုပါတယ်။တကြားကြီးအနေငယ်ပူလာပြီဆိုရင်တော့အုံးနို့ဗေးရမီတပူကိုထည့်ပေးပါမယ်။အုံးနို့ဘူးကတော့ကိုကိုနက်ခရင်ကိုအသုံးပြုပါတယ်။အုံးနို့ထည့်ပြီးသွားရင်တော့စူတဲ့အထိကြိုပါမယ်။ကြိုတဲ့အခါမှာအုံးနူကဝေတတ်တဲ့အတွက်မီးဘဘောတင်ပြီးတော့ပစ်ထားခဲ့လို့မရပါဘူး။တောက်လျှောက်ဝေပေးနေရပါမယ်။အုံးနူရေပွက်လာတဲ့အထိကြိုပေးရပါမယ်။ကြောက်ကြောကလည်းဝေတတ်တဲ့အတွက် မနာတဲ့မှွေပြီးတော့ကြိုပေးရပါမယ်။ဒါအပြင်ကြောက်ကြောကြိုတဲ့အခါမှာဝေထက်တာမို့လို့ကြိုတဲ့အရေပမာဏ၂ဆလောက်ဆန့်နေဖို့အသုံးပြုသင့်ပါတယ်။ခုလိုမျိုးအုံးတို့ကဝေလောက်တဲ့အထိဆူလာပြီဆိုရင်တော့ရပါပြီ။ဘန်းနဲ့ကိုလောင်းထည့်ပါမယ်။ကြောက်ကြောကနှစ်လွှာကြိုမှဖြစ်တဲ့အတွက်ဘန်းကစုစုပေါင်းကြီး2လီတာဆန့်နေဘန်းဖြစ်ရပါမယ်။ဘန်းအရင်ကြီးရင်ကြောက်ကြောကပပလေးပဲရပြီးတော့ဘန်းအရင်သေးရင်တော့မဆန့်တာဖြစ်တဲ့အတွက်အနီတော်ဘန်းကိုရွေးချယ်ပြီးတော့အသုံးပြုဖို့လိုပါတယ်။ ဘန်းနဲ့ကိုလောင်းထည့်ပြီးသွားရင်တော့အပေါ်ကြောတင်းလာတဲ့အထိအေးခံပါမယ်။မျက်နှာပြင်မှာတင်နေတဲ့ပူပေါင်းလေးတွေကိုလိုက်ပြီးတော့ဖောက်ပေးပါမယ်။မဖောက်ဘူးဆိုလည်းရပါတယ်။မဖောက်ရင်တော့ကြောက်ကြောခဲတဲ့အခါမှာပူပေါင်းလေးတွေကဒီတိုင်းကျန်နေတတ်လို့ဖြစ်ပါတယ်။ပထမအလွှာအေးခံထားတော့မှာပဲ။နောက်တစ်လွှာအတွက်ပြင်ဆင်ထားပါမယ်။တကြားတော့ပထမအလွှာအတိုင်းပဲစပွဲတင်စွန်းရှစ်စွန်းချိန်ပါမယ်။စုံမွေရွက်ကိုတော့ရေးဆေးပြီးတော့တိတိလေးညှက်ထားပါမယ်။စုံမွေရွက်ကလိုရမေရနှစ်စီးဝယ်လာပြီမယ်။တကယ်တော့ဒစီးနေတယ်လောက်ပါတယ်။ သူ့ရဲ့တကယ်အနှံ့ကတော့တင်းတင်းလေးပဲရှိတာမို့လို့စွန်းမွေးအနှံ့စီတွေလို့တော့မွေးကြိုင်နေရမျိုးမဟုတ်ပါဘူးအဓိကကအစိမ်းရောင်ရဖို့နဲ့စွန်းမွေးအနှံ့တင်းတင်းလေးကိုလိုချင်လို့တုံးတာဖြစ်ပြီးတော့ဝေရခက်ရင်တော့စွန်းမွေးရဲ့အစာ အရောင်နဲ့နှံ့စီကိုစိတ်ကြိုက်ထည့်ပြီးတော့အသုံးပြုနိုင်ပါတယ်ညှက်ပြီးသွားရင်တော့ဘလန်ဒါထဲထည့်ပြီးတော့ရေ300မီနဲ့ကြိတ်လိုက်ပါမယ်ပြီးရင်တော့အဖက်တွေကိုစကားနဲ့စစ်ပြီးတော့အရေကိုယူပါမယ် ဆုံးမွေးရရေ300မီနဲ့ကျိတ်ရင်ကျိတ်နေတော့မှပြစ်သွားတယ်လို့ထင်ရပေမဲ့အရေးစစ်လိုက်တဲ့အခါမှာလဲဆုံးမွေးရ300မီအကုန်ပြင်းရပါတယ်။ဒါဆိုရင် ဆုံးမွေးအရေးရပါပြီ။အခုကြောက်ကြောအပေါ်လာအတက်ကြောက်ကြောမှုန့်ကိုဖြောပါမယ်။ကြောက်ကြောကတော့ပထမတက်လွှာကြိုးတော့ကနေအတူတူပါပဲ7 g ကိုသုံးပါပဲ။ ကြောက်ကြောစနစ်ကိုရန်ကိုရေ200မီလနဲ့ဖြော်ထားပါမယ်။ရေထဲမှာကြောက်ကြောကိုဖြော်ပြီးသွားပြီဆိုရင်တော့ခဏထားထားပါမယ်။ပထမအလွှာခင်းမှာဒုတိယအလွှာလောင်းလို့ရမှာဖြစ်လို့ပထမအလွှာအပေါ်ကြောလေးတင်းအောင်လို့ခဏစောင့်ပါမယ်။စောင့်နေတော့မှအုံဒီဘက်လေးတွေချစ်ထားလိုက်ပါမယ်။ တနာ ਈ လောက်လည်းရှိပြီပထမအလှော်လည်းအပေါ်ကျော်တင်းလောက်ရှိပြီမို့လို့ခုဒုတိယအလှော်ကိုစပြီးတော့ကြိုးပါမယ်ကြောက်ကြောဖြော်ထားတဲ့အထည်ကိုအုံစိမ့်ရေ900မီနဲ့ဆွမွေးရေ300မီကိုထည့်လိုက်ပါမယ်ပြီးရင်တော့စူအောင်ကြိုးပါမယ်ဝေမာဆိုးတဲ့အတွက်ကြိုနေတော့မှတေချာလီမှွေပေးရပါမယ်စပြီးတော့ပွက်လာပြီဆိုရင်တော့တကြားထည့်ပါမယ်ပြီးရင်တော့တကြားပျော်သွားတဲ့အထိဆက်ပြီးတော့ကြိုးပေးပါမယ် တခြားအပျော်သွားပြီးတော့ကြိုနေတာလေဝေတဲ့အနေအထားရောက်ပြီဆိုရင်တော့ကြာပါပြီပထမလွာပေါ်ကိုလောင်းထည့်ပါမယ်ထည့်တဲ့အခါမှာတန်းပြီးတော့လောင်းတာထက်အตาလေးကြအောင်လို့ဇွန်းလေးခံပြီးတော့လောင်းပြီးရင်ပိုအဆင်ပြေပါတယ်ပြီးရင်တော့ချစ်ထားတဲ့အုံဒီဘက်လေးတွေကိုကိုယ်စိတ်ကြိုက်အနေအထားထည့်ပါမယ်များများကြိုက်တယ်ဆိုရင်များများထည့်လို့ရပါတယ် ပုံးသီးတွေထည့်ပြီးသွားရင်တော့ကြောက်ကြောပေါ်မှာပေါ်မနေဘဲနဲ့အရည်ထဲကိုတီချာလေးမြုပ်တော့ဇွန်လေးနဲ့လိုက်ပြီးတော့ညှိပေးလိုက်ပါမယ်။အားလုံးပြီးသွားပြီဆိုရင်တော့နှစ်နာရီသုံးနာရီလောက်အေးခံထားလိုက်ပြီဆိုရင်နှစ်ထပ်အုံစိမ့်ကြောက်ကြောလေးကိုရပြီပဲဖြစ်ပါတယ်။ကြောက်ကြောဟာလောရလေရိုးရှင်းပြီးတော့ပါဝင်ပစ္စည်းအနည်းငယ်ပဲလိုတဲ့အပြင်လုတ်တဲ့အခါအချိန်နဲ့အများကြီးမပေးရလို့လွယ်လွယ်ကူကူလှူစားနိုင်တဲ့မြန်မာမုတ်တစ်မျိုးဆိုလည်းမပါပါဘူး။ခုနောက်ပိုင်းမှာကြောက်ကြောကိုပါဝင်ပစ္စည်းတွေအစုံသုံးပြီးတော့ဤမျိုးစုံနဲ့ ပုံစံဆုံးတီထွင်ပြုတ်လောက်ကြတဲ့အထေရမှာအုံစိမ့်ကြောက်ကြွာအယိုးရှင်ဆုံးနှီးတစ်မျိုးလေးဖြစ်ပါတယ်။ပုံသီးဟာတိုင်းရင်းဆေးအဆူအယားဆိုရင်ဝမ်းလျှော်ယောဂါဝမ်းပြက်ယောဂါလူပိန်ယောဂါနဲ့အာဂုံခန့်ယောဂါတို့ပျောက်ကင်းစေနိုင်ပါတယ်။ဒါပေမဲ့လေဖြတ်နေသူတွေတွေးတိုးရှိသူတွေနဲ့နှလုံးယောဂါစီးကြိုယောဂါရှိသူတွေနဲ့လုံးဝမတည့်လို့လဲဆိုထားတဲ့အတွက်စားတဲ့အခါမှာတော့သတိပြုစားသုံးသင့်ပါတယ်။ဒါအပြင်တကြားလေတိုင်းရင်းဆေးအဆူအယား ်ချိုအေးတဲ့အရာသာဂုံတက်တိရှိပြီးတော့အချိုးကျေးဇူးတွေအနေနဲ့ရေငတ်ယောဂါသွေးအံသွေးရှင်ယောဂါသွေးပူလေးပူယောဂါစီနေယောဂါအာဂုံခန့်ယောဂါအတံပြတ်တဲ့ယောဂါတွေကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုထားပါတယ်ဝမ်းမီကိုကျက်စေတယ်တလိပ်ကိုပွားစေနိုင်တယ်အပူကိုငြိမ့်စေနိုင်တယ်လို့လည်းပြောထားပါတယ်ဒါပေမဲ့စည်းချိုရှိတဲ့လူတွေနဲ့အဝါလွန်တဲ့သူတွေအတွက်ကတော့ဒီလိုမျိုးချိုလွန်းတဲ့တရေစာဖြစ်တဲ့ကြောက်ကြောကိုတော့ရှောင်ပြပါတယ်ခင်ဗျာ ကဲအခုဆိုရင်တော့ရီယာဒီနဲ့လိုက်ဖက်ပြီးတော့စားလို့ကောင်းတဲ့နှစ်ထပ်ပုံစိမ့်ကြောက်ကြောလုံနီးလေးကိုအားလုံးအတွေ့အကြုံသိပြီးတော့လိုက်လို့စားနိုင်မယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခုလိုမျိုးရတာရှိတဲ့ခင်းချက်နီးမုတ်လုံးနီးတွေကိုအပတ်စဉ်တနင်္လာဘုရားဦးနဲ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာပေါ့လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye